ဟုတ်ကဲ့ဒီနေ့ဗီဒီယိုလေးထဲမှာတော့အော်ခာဒါမှမဟုတ်ဝေလာငါးရင်ကုန်သင်္ဘောနဲ့မိတ်ဆက်ပေးခြင်းပါတယ်။အော်ခာကရေအောက် drone အနေနဲ့တည်းမကပါဘူး။တရုတ်ရဲ့ကြီးထွားလာတဲ့ရေတိုက်အင်အားကိုတုံ့ပြန်မှုအတွက်ရဲရင်တဲ့မဟာဗျူဟာစိတ်ပိုင်းတစ်ခုလည်းပဲဖြစ်ပါတယ်။အထူးသဖြင့်သူ့ရဲ့အစီအစဉ်ကထိုင်ဝမ်အတွက်ပဲဖြစ်ပါတယ်။ပြီးတော့သူ့ကိုယုံကြည်ချက်ရှိရတဲ့အကြောင်းရင်းတွေကလည်းအများကြီးရှိပါတယ်။ American ရေတပ်ကလည်းဒီရင်ကုန်သင်္ဘောကိုမြန်မြန်နဲ့များများထုတ်ချင်နေကြပါတယ်။ဆိုတော့ဒီမျိုးဆက်တဲ့ရင်ကုန်သင်္ဘောကို American ရေတပ်ကဘာလို့အများကြီးထုတ်ချင်နေကြတာလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါ။ အမေရိကန်ကြီးတက်ကဘာလို့အော်ခါကိုမြင်မြင်လိုချင်နေကြတာလဲဆိုတော့အချိန်နဲ့ပြိုင်နေရတာကြောင့်ပဲဖြစ်ပါတယ်အမေရိကန်ကြီးတက်ကရေအောက် drone ရေငုပ်သင်းမောတွေကိုစမ်းတက်နေကြပြီးတော့ဒီထဲမှာအော်ခါကအကြီးဆုံးပဲဖြစ်ပါတယ်ဘလောက်ကြီးလဲဆိုရင် Mack truck ကတစ်စီးစာလောက်ရှိပါတယ်85ပေရှိပြီးတော့အလေးချိန်အဖြစ်85တန်လောက်လေးပါတယ်ပြီးတော့သူ့ရဲ့အမြန်ဆုံးအမြင့်အမြန်နှုန်းကလည်း8 knot လောက်ရှိပါတယ်2023ခုနှစ်ဒီဇင်ဘာလထဲမှာအမေရိကန်ရေတပ်ထဲကိုပထမဆုံးနမူနာပုံစံရောက်ရှိလာပါတယ် လာနိုင်ငယ်ကြာပြီးတဲ့နောက်2024ခုနှစ်ဇွန်လထဲမှာတော့ပထမစာချုပ်ကိုဖြည့်ဆည်းပေးတဲ့အနေနဲ့နှစ်ဆင်းထက်ရောက်ရှိလာပါတယ်။ပြီးတော့နောက်ထပ်၄ဆင်းကိုလည်းကယ်လီဖိုးနီးယားမှာရှိတဲ့ဟန်တီတန်ကမ်းခြေမှာတည်ဆောက်နေကြပါတယ်။ Boring ရဲ့အဆိုအရအော်ခါထုတ်လုပ်သူတွေကဒီ drone တွေကို Echo Voyager ဆိုတဲ့နာမည်နဲ့2022ခုနှစ်မှာစထုတ်ခဲ့တာလို့သိရပါတယ်။ American ရေတပ်က2018ခုနှစ်ကျမှစပြီးတော့စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။မှတ်မိသလောက်ဆိုရင်တော့ American ရေတပ်က2020ပြည့်နှစ်ဒီဇင်ဘာလထဲမှာလိုချင်ခဲ့တာဖြစ်ပါတယ်။ ါပေမဲ့လည်းကိုဗစ်ကိစ္စတွေနဲ့ဒီဇိုင်းကိုပြန်လည်ပြင်ဆင်တဲ့နေရာမှာထုတ်လုပ်ရေးအခက်အခဲတွေကြောင့်ကြန့်ကြာနေခဲ့ပါတယ်။ဆိုတော့ American ရေတပ်ကအော်ခါကိုဘာလို့ဒီလောက်ထိအရန်လိုချင်နေကြတာလဲ။ဒီမိကုံးကိုလည်းထတ်ကြည့်လိုက်ကြရအောင်ပါ။ဘာလို့လဲဆိုတော့အော်ခါကထက်မြက်တယ်လို့လုံသားအများကြီးကိုလည်းတုံးစရာမလိုတော့တာကြောင့်ဖြစ်ပါတယ်။ဆွဲစုံတုံးလို့လည်းရတယ်လို့ပုံမှန်အားဖြင့် NLR များတဲ့ mission တွေမှာလည်းအသုံးပြုလို့ရတာကြောင့်တော်တော်လေးကိုအသုံးတည့်စေပါတယ်။အားလုံးတွေကမှအကောင်းဆုံးအခြေချင်းကတော့ဈေးတက်တာပြီးတော့ထုတ်ရလွယ်တာပါပဲ။ ဒါကတော့အော်ခါရဲ့အားသာချက်တွေပဲဖြစ်ပါတယ်။ဒါအပြင်အော်ခါကိုဘယ်လိုနေရာတွေမှာသုံးဖို့စီစဉ်ထားသလဲဆိုတာနဲ့ဘယ်လိုပြဿနာတွေကိုဖြေရှင်းဖို့ရည်ရွယ်ထားလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါ။တရုတ်နိုင်ငံကသူ့ရဲ့ရေတပ်ကိုအမြန်တိဆောက်နေပါတယ်။သင်္ဘောတွေကိုအများကြီးထုတ်လာသလိုအရေးသွေးကိုလည်းမြန်ဆန်တဲ့ပုံစံမျိုးနဲ့တိုးမြှင့်လာပါတယ်။2023ခုနှစ်အမေရိကန်ရေတပ်ထောက်လှမ်းရေးသတင်းစာရှင်းလင်းပွဲတုန်းကပေါက်ကြားခဲ့တဲ့စလိုက်တစ်ခုအရဆိုရင်တရုတ်နိုင်ငံရဲ့တင်မောတီဆောက်ရေးစွမ်းရည်ကအမေရိကန်ထက်232ဆပိုများတယ်လို့သိရပါတယ် တရုတ်သိမ်းမောခြင်းတွေကတစ်နှစ်ကိုတန်ချိန်ပေါင်း23.25တန်းလောက်ထုတ်နေနိုင်တဲ့အချိန်မှာအမေရိကန်ကတော့တသိန်းအောက်ပဲထုတ်နိုင်ခဲ့ပါတယ်။အမေရိကန်က2020ခုနှစ်မှာသိမ်းမောစီးရေ296စီးကနေ355စီးအကြာပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုဆိုရင်တရုတ်ပိုင်ဆိုင်တဲ့အရေအတွက်2020ပြည့်နှစ်တုန်းကအမေရိကန်ပိုင်ဆိုင်ခဲ့တဲ့သိမ်းမောစီးရေထက်တောင်ပိုများနေပြီပဲဖြစ်ပါတယ်။2035ခုနှစ်မှာဆိုရင်ရေတက်ကွာဟာချက်ကပိုဆိုးလာလိမ့်မယ်လို့တောင်ခန့်မှန်းထားကြပါတယ်။ အဲ့ဒီအချိန်လောက်ဆိုရင်တော့ American က305စီးကနေ318စီးကြားပိုင်ဆိုင်ထားနိုင်ပြီးတော့တရုတ်ကတော့485စီးလောက်ပိုင်ဆိုင်ထားလိမ့်မယ်လို့ပင်နကွန်စစ်ဌာနချုပ်ဘက်ကခန့်မှန်းထားပါတယ်။ဒါပေမဲ့တရုတ်ဘက်ကအခုလိုပို့ထုတ်နိုင်တယ်ဆိုတာကလည်း American ဘက်ကတရုတ်လူမျိုးသင်းမောအများပြထုတ်ရေးကိုရှေ့ရှုပြီးတော့ဥတီထားတာမဟုတ်တာကြောင့်ပဲဖြစ်ပါတယ်။ American ရေတပ်မှကတကဘာလုံးဆိုင်ရာမစ်ရှင်တစ်ခုရှိပါတယ်။အဲ့ဒါကတော့တရုတ်ထက်အရေးသွေးပိုကောင်းပြီးတော့ပိုလေးတဲ့သင်းမောတွေကိုထုတ်နိုင်ဖို့ တကယ်တိုက်ပွဲထဲမှာအသုံးဝင်ပြီးတော့အသက်ရှင်သန်နိုင်မှုပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီမှာတော့တရုတ်ကိုယ်တိုင်ကလည်းသူ့ရဲ့တင်းမောတွေကို quality line မြင့်နေပါတယ်။တရုတ်ကိုယ်တိုင်ကလည်းအင်အားကြီးနိုင်ငံဖြစ်လာဖို့ရည်မှန်းထားတာကြောင့်သူ့ရဲ့ power ကိုကြီးတဲ့ကြီးအောင်လုပ်တဲ့နေရာမှာအရေးအတွက်ရောအရေးချင်းကောလိုအပ်တယ်ဆိုတာကိုကောင်းကောင်းနားလည်ထားပါတယ်။ပြီးတော့လာမယ့်2029 28ခုနှစ်ကအမေရိကန်တို့အများကြီးစောင့်ကြည့်လှုပ်ရှားရမယ့်ကာလလည်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့2029ခုနှစ်လောက်မှာရှီကျင့်ဖင်တယောက်တစ်ခုခုထပြီးတော့လှုပ်ရှားလိမ့်မယ်လို့ အမျိုးသားလုံခြုံရေးကျွမ်းကျင်သူတွေကယုံကြည်ထားကြလို့ဖြစ်ပါတယ်။2023ခုနှစ်တုန်းကလည်းလက်ရှိနှုတ်ထွက်ထားတဲ့ CIA Director William Banks ကရှီကျင့်ဖင်ဟာ2029ခုနှစ်မှာထိုင်ဝမ်ကိုအင်အားသုံးသိမ်းပိုက်ဖို့အတွက်တရုတ်စစ်ကောင်းဆောင်တွေကိုညွှန်ကြားထားတယ်လို့သတိပေးခဲ့ပူပါတယ်။ဒါကထိုင်ဝမ်ကိုကျူးကျော်စစ်ကြောင်းထိုးမယ်လို့ရည်ရွယ်တာရဲ့တော့လည်းမဟုတ်ပါဘူး။ဒါပေမဲ့ပြည်သက်တို့သာ American ဖြစ်မယ်ဆိုရင်တော့ဒီတိုင်းထိုင်ကြည့်နေမှာမဟုတ်တာတော့သိကြပါဗျ။ ။ဘာလို့လဲဆိုတော့ထိုင်ဝမ်ပြိုလဲတာကအမေရိကန်ရဲ့စီးပွားရေးကိုပါထိခိုက်ပြီးတော့အမေရိကန်ကိုပါထိပါလာတော့မှကြောင့်ပဲဖြစ်ပါတယ်။ဒါအပြင်စီးရေးအရာအမေရိကန်ရဲ့ Indo Pacific ဒေသတစ်စိတ်တစ်ပိုင်းပါသွားမှကြောင့်လည်းပါပါတယ်။လက်ရှိတရုတ်လက်အောက်မှာဒေသတချို့ကိုထိမ့်ချုပ်ထားပြီးသားဖြစ်နေပြီဆိုပေမဲ့အမေရိကန်ရဲ့မဟာမိတ်တွေကိုအခုထပ်ပို့ပြီးတော့ပါမသွားစေချင်တော့တာဖြစ်ပါတယ်။ဆိုတော့ဒီနယ်မြေဒေသတွေကိုထိမ့်သိမ်းထားဖို့အတွက်အမေရိကန်အနေနဲ့ပတ်စံတွေအများကြီးသုံးဖို့လိုလာပါတယ်။အတူချုပ်ပြောရရင် ထိုင်ဝမ်ပြိုလဲတာကရှီကျင့်ဖျင်ရဲ့အကြီးအကျယ်ဆုံးအိမ်မက်လို့ပြောလို့ရပါတယ်။ဒါမှကျုံးကိုပြည်မာကြီးအုပ်ချုပ်ရေးအောက်မှာပြန်လည်ဆွဲတင်နိုင်မှာဖြစ်တယ်လို့အရှိအာရှမှာအမေရိကန်ရဲ့အာဏာကိုလည်းနဲလာစီမှာဖြစ်ပါတယ်။ဒါကရှီကျင့်ဖျင်အတွက်တော့အကြီးဆုံးမှတ်လုံးဖြစ်တယ်လို့အမေရိကန်အတွက်လည်းထိုင်ဝမ်ကိုအရေးတကြီးကာကွယ်ပေးဖို့လိုလာပါတယ်။ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အမေရိကန်ရဲ့သင်္ဘောတိဆောက်ရေးစွမ်းရည်ကအကန့်အသတ်နဲ့ဖြစ်နေတာကြောင့်ဒီနေရာမှာသင်္ဘောတွေနဲ့မလုံလောက်တော့ပါဘူး။ရေငုံသင်္ဘောတွေကိုထုတ်သုံးလာရပါတယ်။ဒီမှာကံကောင်းထောက်မှသာနဲ့ အမေရိကန်ရေငုပ်သင်္ဘောတွေကတရုတ်ရေငုပ်သင်္ဘောတွေထက်အားသာချက်တွေအများကြီးရှိနေပါတယ်။အမေရိကန်ရေငုပ်သင်္ဘောတွေကအတန်ညက်ပြီးတော့တိတ်ဆိတ်လွန်းသလိုဟိုးနှက်ဆုံးအပိုင်းထိပုံငုံနိုင်ပါတယ်။ဒါအပြင်တရုတ်ရေငုပ်သင်္ဘောတွေထက်လည်းရေထဲမှာအကြာကြီးပိုနေနိုင်ကြပါတယ်။တရုတ်နိုင်ငံရဲ့ရေငုပ်သင်္ဘောစစ်ဆင်ရေးကအမေရိကန်ထက်အားနည်းတာကြောင့်ထိုင်ဝမ်ကိုကျူးကျော်ဖို့ဆိုတာကထင်သလောက်လွယ်မနေပါဘူး။အခုဆိုရင်ပိုလို့တောင်ဆိုပါသေးတယ်။အမေရိကန်ကအရင်ရေငုပ်သင်္ဘောစီးရင်ထဲမှာဈေးပေါ်ပေမဲ့လည်း သေစေနိုင်လောက်တဲ့ drone ရင်ငုတ်သင်းမောတွေကိုထပ်ပြီးတော့ပေါင်းထည့်လာပါတယ်။အဲ့ဒီထဲမှာမှာ Orca ကတော့အကြီးဆုံးနဲ့အမိုင်ဆုံးပဲဖြစ်ပါတယ်။ဒီအပြိုင်မှုမှာအဓိကဇက်ကောင်ဖြစ်တဲ့ Orca ရဲ့အကြောင်းနဲ့ဘာတွေလှုပ်ဆောင်နိုင်သန်းရှိသလဲဆိုတာကိုလည်းစက်ကြည့်လိုက်ကြရအောင်ပါ။ Orca ကဗတ်စုံသုံးလို့ရတယ်ဆိုပေမဲ့လည်းသူ့ရဲ့တခုရီတော့ကန်သက်ချက်ကစတင်လွတ်တင်တဲ့နေရာဖြစ်ပါတယ်။ Orca ကအရင်ကြီးလွတ်လာကြောင်သူ့ကိုပင်လယ်ထဲဒီအတိုင်းချလို့မရပါဘူး။ရေပေါ်သင်းမောကနေတဆင့်ဒါမှမဟုတ် ရေတက်ခြေဆိုင်စခန်းမှာရှိတဲ့စိတ်ကန်းကနေတဆင့်လွတ်တင်ပေးမှရပါတယ်။ဒါပေမဲ့ရေထဲကိုရောက်ရင်တော့ဘာမှလုပ်ပေးစရာမလိုတော့ပါဘူး။ဘာလို့လဲဆိုတော့အောက်ခါကတင်မောသားမလိုဘဲနဲ့အလိုအလျောက်လဲပတ်နိုင်ပြီးတော့ရေမိုင်၁၂၀အကွာဝေးနဲ့ခက်ခဲကြမ်းတဲ့ရေအောက်ပတ်ဝန်းကျင်မှာတော့နှစ်ရက်လောက်ကောင်းကောင်းလဲပတ်နိုင်လို့ပဲဖြစ်ပါတယ်။ပြီးတော့တကယ်ဝေလာငါးတွေလိုပဲဒီလူသက်ဆက်ရုပ်ဝေလာငါးအောက်ခါကိုလည်းညံရီထက်မြက်ပြီးတော့လိုင်ယောညီတွေဖြစ်အောင်လို့ဒီဇိုင်းထုတ်ထားပါတယ်။အောက်ဘက်မှာကလည်း drone လမ်းညွှန်တွေတုံးကန်ကြီးတွေစက်တယ်ကြီးတွေနဲ့ အခြေခံအသိဉာဏ်စနစ်တွေကိုတက်ဆင်ထားပါတယ်။ဒါအပြင်သူ့ရဲ့နောက်ကျောမှာရှိတဲ့စူးတောင်ကလည်းအရေးကြီးပါတယ်။မျက်နှာပြင်နဲ့နှီးကက်လာတဲ့အခါမှာဒီဆက်ရုပ်ဝေလာငါတနည်းအားဖြင့်အော်ခါရင်ငုတ်တင်ဘောကကဘာပတ်လမ်းကြောင်းထဲမှာရှိတဲ့ဂျူတုတွေနဲ့ချိတ်ဆက်ဖို့အတွက်စူးတောင်ကိုထုတ်ပြီးတော့နောက်ဆုံးပေါ်ညံရီကိုရယူနိုင်ပါတယ်။ပြီးတော့သူ့ရဲ့အစောပိုင်း Surface Light Mask ကလေးကစင်တက်တဲ့ Aperture Sonar တွေကိုထည့်သွင်းတက်ဆင်ဖို့ရည်ရွယ်ထားတဲ့အတွက်ပို့ပြီးတော့စမတ်ကြနိုင်စေမယ့်ရင်ငုတ်တင်ဘောမျိုးဖြစ်ပါတယ်။ Synthetic Aperture Sonar ဆိုတာက အပန်လှိုင်းနဲ့ပုံဖော်တဲ့စနစ်မျိုးဖြစ်ပါတယ်။အလွယ်ပြောရရင်ဒီစနစ်ကအပန်လှိုင်းတွေကိုထုတ်လွှတ်ပေးတဲ့စနစ်ဖြစ်ပါတယ်။အဲဒီကနေတစဉ်အရာဝတ္ထုတစ်ခုခုနဲ့ရိုက်ခတ်ပြီးတော့ပြန်ကန်ထွက်လာတဲ့အပန်လှိုင်းတွေကိုပြန်လည်ပုံဖော်ပေးတာဖြစ်ပါတယ်။ဒီစနစ်မှာတော့ပုံမှန်ထက်ပိုပြီးတော့ကြည်ကြည်လင်လင်ပြက်ပြက်သားသားပုံဖော်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီစနစ်ကိုထည့်သွင်းပြီးတာနဲ့သမုတ်တရားချမ်းမြင်ကိုမြေပုံထုတ်နိုင်မှာဖြစ်ပြီးတော့သင်္ဘောသားတွေကိုလည်းအချက်လက်တွေပို့ပြီးတော့ပို့ပေးနိုင်မှာဖြစ်ပါတယ်။ဒါကစမတ်ဖြစ်ပေမဲ့အချက်လက်စုဆောင်းနိုင်အောင်လည်းတော့တိတ်အဆင်မပြေလာပါဘူး။ ဒီလောက်လေးနဲ့တော့တရုတ်ကိုခြောက်လို့ရမှာမဟုတ်ဘူးဆိုတာကိုအမေရိကန်ဘက်ကလည်းသိပါတယ်။ဆိုတော့နောက်ထပ်အနေနဲ့ဘာရီပါသေးလဲဆိုတာကိုစက်ကြည့်လိုက်ရအောင်ပါ။ဒီ drone မှာ၈တန်လောက်တင်ဆောင်နိုင်စမ်းရှိပြီးတော့34ပေလောက်ရှိတဲ့ payload တစ်ခုပါရှိပါတယ်။ဒီ payload ကထိုးစစ်အနေနဲ့မိုင်းတယ်တဲ့နေရာမှာသုံးဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ဒီအကြံကအမေရိကန်ရဲ့ရေတပ်မိုင်းဆွမ်းကိုပုံမကျေပြန့်လာတဲ့အကြံမျိုးဖြစ်ပါတယ်။ဒီမှာ drone ရင်ငုံသင်္ဘောတွေနဲ့အတူအလုပ်လုပ်ဖို့ဖန်တီးထားတဲ့ clandestine deliver mine CDM mine တွေရှိပါတယ်။ အခုအောက်ခါကိုလည်း CDM မိုင်းအစ်စ်တွေတက်ဆင်မှုအတွက်ဖန်တီးထားတာဖြစ်ပါတယ်။ပြီးတော့လူပါတဲ့ရင်ငုတ်သင်္ဘောတွေလိုမျိုးကိစ္စတွေအများကြီးလှုပ်ရှားမလို့တဲ့အတွက်အောက်ခါကမိုင်းဖြန့်ဝေလို့အကောင်းဆုံးရင်ငုတ်သင်္ဘောမျိုးလည်းဖြစ်ပါတယ်။အထူးသဖြင့်ထိုင်ဝမ်ရေလက်ကြားကရေတိမ်ပြီးတော့ကျင်းမြောင်းလာကြောင်းအခုလိုမိုင်းတွေချထားဖို့အကောင်းဆုံးနေရာတစ်ခုလည်းပဲဖြစ်ပါတယ်။တရုတ်သင်္ဘောတွေကိုတားဆီးဖို့အတွက်မိုင်းတွေကိုအသုံးပြုတာကတော်တော်လေးအဆင်ပြေတဲ့နီလန်းလို့ပြောလို့ရပါတယ်။အဓိကအနေနဲ့ကတော့သင်္ဘောတွေကိုဖျက်ဆီးပြီးတော့နှစ်ပစ်ဖို့ပါပဲ။သင်္ဘောဖျက်တုံးတွေ တော်ပီတိုကြီးတွေနဲ့ပစ်တာထက်စာရင်အခုလိုမိုင်းတွေနဲ့ဖြတ်စီးပစ်တာကကုန်ကြစည်အများကြီးပိုတက်တာပါပဲပြီးတော့ရုရှားယူကရိန်းစစ်ပွဲကိုကြည့်ပြီးတော့တင်ငန်းတာတစ်ခုရလိုက်တာလည်းရှိပါတယ်အဲ့ဒါကတော့အင်အားတူနိုင်ငံချင်းဒါမှမဟုတ်အနီးအနားနိုင်ငံချင်းရန်ဖြစ်တာကလက်နက်ခဲယမ်းတွေအကုန်မြန်နေဆိုတာပါပဲ ဒါကြောင့်ရှိတဲ့လက်နက်တွေကိုတန်ဖိုးရှိရှိအကျိုးရှိရှိအသုံးချဖို့လိုပါတယ်။ဒါအပြင်တရုတ်ရဲ့ကျူးကျော်မှုတိုင်းကိုလည်းထိုင်ဝမ်ဘက်ကအမြဲ report တင်နေမှာဖြစ်လို့အော်ခါကိုအားနည်းချက်မရှိအောင်လို့အခုကတည်းကကြိုတင်ပြင်ဆင်ထားနိုင်မှာဖြစ်ပါတယ်။နောက်တစ်ချက်ကလူပါတဲ့မိုင်းချရင်ကိုသိမ်းမော်ရီဆိုရင်တရုတ်ဒုံးကြီးတွေကိုကြောက်နေရပါသေးတယ်။ဒါပေမဲ့အော်ခါရီကိုတွင့်ရင်တော့တရုတ်ရေတပ်တွေအနေနဲ့ဈေးပေါ်တဲ့ရင်ကုန်သင်္ဘောကိုတန်မိုးကြီးဒုံးကြီးအကုန်ခံပြီးတော့ပြစ်တဲ့မပြစ်တဲ့နှစ်ကြိမ်လောက်တော့စဉ်းစားရတော့မှာဖြစ်ပါတယ်။အော်ခါကြီးမှုရင်ကုန်သင်္ဘောတွေကဆန်ပြရင်ကုန်သင်္ဘောတွေဖြစ်သလိုမိုင်းရှင်းလင်းရေးမရှင် င်တွေမှာလည်း NDA အ ਨੇ ဆုံးရှင်တွေဖြစ်ပါတယ်။တကယ်ဆိုရင်အမေရိကန်ကမိုင်းရှင်းလင်းရေးလုပ်ငန်းတွေမှာစစ်ကြီးမပြီးခင်ကတည်းကအားနည်းနေကြတာဖြစ်ပါတယ်။ဆိုတော့အမေရိကန်အနေနဲ့မိုင်းရှင်းလင်းရေးပိုင်းမှာပြန်လည်အားဖြည့်ဖို့အတွက်အော့ခါကအကောင်းဆုံးရှင်ပဲဖြစ်ပါတယ်။အမေရိကန်မှာကမိုင်းဆန့်ကျင်ရေးအတွက်ရည်ရထားတဲ့သင်္ဘော၈ဆင်းပဲရှိပြီးတော့နောက်ဆုံးထုတ်တောင်မှနှစ်30လောက်ရှိနေပြီပဲဖြစ်ပါတယ်။ဒါကြောင့်ဒီပိုင်းမှာလိုအပ်နေတဲ့အော့ခါမိုင်းဆစ်စင်ရေးကိုရပ်ပစ်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ နောက်ပြီးတော့သူ့ကို mission တစ်ခုထပ်ပို့ပြီးတော့တာဝန်ထမ်းဆောင်နိုင်မှုအတွက်ဒီဇိုင်းထုတ်ထားပါသေးတယ်။ဟုတ်ပါတယ်။ Torpedo တွေကိုလည်းတည်သွားနိုင်ပါသေးတယ်။ဒါအပြင်ရေပေါ်မှာရှိတဲ့ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့အတွက် Cruise ဒုံးကြီးတွေကိုလည်းတည်ဆောင်လာနိုင်ခြင်းရှိလာနိုင်ပါတယ်။ဆိုတော့ပရိသတ်တို့မျက်လုံးထဲမှာမြင်ကြည့်လိုက်ပါဒီရင်ငုတ်တင်မောကရန်သူပိုင်တစ်ထဲအထိသွားပြီးတော့ဖြက်စီးပြစ်နိုင်တယ်လို့ရန်သူဘက်ကဝင်မလာနိုင်အောင်လဲရေတိမ်ပိုင်းမှာမိုင်းတွေချထားနိုင်မှာဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့အခုလို mission တွေလုပ်တာကတော်တော်လေးအန္တရာယ်များတဲ့ကိစ္စဆိုပေမဲ့လေအော်ခါမာကလူမပါတဲ့အတွက်တိတ်ကိစ္စမရှိပါဘူး။ တရုတ်ကလည်းအမေရိကန်သင်္ဘောတွေကိုသူ့ကံယူရဲနဲ့အရန်ကပ်ပြီးတော့သွာလာတာမျိုးကိုတားမြစ်ထားပါဗျ။ဆိုတော့အမေရိကန်သင်္ဘောတွေအနေနဲ့တရုတ်ရေပိုင်နက်ကိုကတ်သွားလေလေပယ်ထိန်တုံးကြီးတွေခရစ်တုံးကြီးတွေရဲ့ရန်ကိုကြောက်ရလေလေပဲဖြစ်ပါဗျ။ဒါပေမဲ့အော်ခါရင်ငုတ်သင်္ဘောတွေကိုသုံးမယ်ဆိုရင်တော့ကြောက်စရာမလိုတော့ပါဘူး။အရေးကြီးတဲ့ပြစ်မှတ်တွေကိုတော်ပီဒိုဒါမှမဟုတ်ဒုံးကြီးတွေသုံးပြီးတော့အန်ရယ်ကင်းကင်းနဲ့အနီးကပ်ပြစ်နိုင်မှာပဲဖြစ်ပါဗျ။ဒါရင်ပဲလားဆိုတော့မကသေးပါဘူး။ဒီ drone ရင်ငုတ်သင်္ဘောတွေတဲက drone တွေအကြောင်းကိုလည်းပြောဖို့ကြံပါသေးတယ်။အမေရိကန်ရေတပ်က လေထဲမှာရောရေထဲမှာရောပြန်တန်းကူးခတ်နိုင်တဲ့ drone တွေကိုစမ်းသပ်ခဲ့ပါတယ်။ဥပမာဒီ drone ကိုကြည့်လိုက်ပါ။ရုပ်ရည်ကြည့်ရင်တော့ Russia တင်ကားတွေကိုအကြောက်တရားရေစီအရောက်ပို့ခဲ့တဲ့ FPV drone တွေတဲကတခုလို့ထင်ကျင်စရာရှိပါတယ်။ဒါပေမဲ့မဟုတ်ပါဘူး။ဒီ drone ကလေထဲမှာရောရေထဲမှာရောသွားလာနိုင်အောင်လို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။အစတုန်းကတော့ရေတက်ကဒီ drone တွေကိုရေအောက်မှာပုံအောင်ပြီးတော့လျှို့ဝှက်ထောက်လန်းမှုအတွက်ထောက်လန်းရေး drone တွေအနေနဲ့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နောက်တော့သူ့ကိုထိုးစစ်အနေနဲ့သုံးဖို့တွေးလာကြပါတယ်။ဟုတ်ပါတယ်။ ပရိသတ်တို့အနေနဲ့ဒီ drone အုပ်စုလိုက်ကြီးဟာဂျန်မာရီကိုကင်ပြီးတော့ရန်သူ electronic စနစ်ကိုဖျက်တောက်ပစ်နေကြတယ်လို့မျက်လုံးထဲမှာမြင်ကြည့်လိုက်ပါဒီ drone တွေကလည်း Ukraine တပ်သားတွေအနေနဲ့ Russia စစ်သားတွေကိုခြောက်လှန့်ခဲ့တယ်လို့မျိုးတရုတ်တင်မောတွေကိုလည်းကြောက်လန့်သွားတယ်မဲ့ drone တွေလိုမျိုးဖြစ်ပါတယ်အော်ခါရေကုန်းတင်မောကလည်းဒီ drone တွေကိုအလိုလျောက်စတင်လွှတ်တင်နိုင်တယ်လို့ပြန်လည်ပြီးတော့လည်းရယူနိုင်သန်းရှိပါတယ်။ဆိုတော့အော်ခါအနေနဲ့ရန်သူနယ်မြေတွေကိုတိတ်တဆိတ်ချင်းကပ်ပြီးတော့ဒီ drone တွေကိုတိတ်တဆိတ်ဆေလွှတ်နိုင်မှာပဲဖြစ်ပါတယ်။လိုချင်တဲ့တရေအချက်တွေကိုရရင် ဒါမှမဟုတ်မစ်ရှင်ပြီးမြောက်ရင်လည်း drone တွေကိုအตาလေးပြန်သိမ်းပြီးတော့အตาလေးပြန်ထွက်လာနိုင်မှာပဲဖြစ်ပါတယ်။ပြီးတော့ဓာရီအကုန်လုံးကိုလူမပါပဲလုံနိုင်တဲ့အတွက်ပို့ပြီးတော့လည်းအန္တရာယ်ကင်းပါတယ်။အော်ခါကဗတ်ဆုံသုံးလို့ရပြီးတော့ကြီးကျယ်ခမ်းနားပေမဲ့ရေတက်ခြေဆိုင်စခန်းဒါမှမဟုတ်သင်းမောပေါ်ကနေပဲလွတ်တင်နိုင်တဲ့အတွက် range တူမယ်လို့တွေးနေရင်တော့မှားသွားပါလိမ့်မယ်။ဘာလို့လဲဆိုတော့အော်ခါမှာထူးခြားတဲ့တွန်းကန်အစနစ်ကိုတုံးထားလို့ပဲဖြစ်ပါတယ်။ ဒီမှာသူ့ကို lithium ion battery တွေပါတဲ့ hybrid diesel less ps စနစ်ကိုသုံးပေးထားပါတယ်။ဘာကွာလဲဆိုတော့ပုံမှန် diesel လျှက်စက်ရေငုပ်သင်းမောတွေမှာဆိုရင်အားပြန်သွင်းလို့ရတဲ့ care acid battery တွေကိုပဲအားကိုးရပါတယ်။ဒီ battery တွေကိုအားပြန်သွင်းမှုအတွက်ဆိုရင်ရက်နှစ်ပြင်ပေါ်တက်ပြီးတော့ diesel မောင်းရတဲ့အတွက်အတန်တိတ်နေဖို့မဖြစ်ပါဘူး။အချိန်ကြာလာတာနဲ့အမျှတိလာနိုင်ပါတယ်။ဒါကြောင့် diesel လျှက်စက်ရေငုပ်သင်းမောတွေဆိုရင်အတန်တိတ်နေလို့မရသလိုအကွာအဝေးကလည်းကန့်သက်ခံထားရပါတယ်။ ဒီမှာအော်ခါရဲ့အာသာချက်ကိုမပြောခင်မှာဒီပြဿနာကိုတခြားနည်းနဲ့ဖြေရှင်းလို့ရပါသေးတယ်ဒါပေမဲ့ဒီမှာလဲအနေရများတဲ့အပေးယူနည်းနည်းရှိပါတယ်ဥပမာဆွီဒင်ကနမကြီး Gotland Glacks ရင်ငုံသင်းမော်တွေဆိုရင်အနေရများတဲ့အောက်ဆီဂျင်ရေတွေ Starling engine တွေနဲ့တခြားပစ္စည်းတွေကိုနေရာအပုတ်ခံပြီးတော့တည်ဆောင်ရပါတယ်ဒါပေမဲ့အော်ခါမှာတော့ဒီလိုမဟုတ်ပါဘူး Lithium ion battery တွေကိုသုံးထားပါတယ်ဒီဘက်ထရီတွေကပုံမှန်ခဲအက်ဆစ်ဘက်ထရီတွေထက်ပေါ့ပါသလိုစွမ်းရင်အတူတူချင်းအောင်မှအချိန်ကြာကြီးထိန်းပေးထားနိုင်ပါတယ် အသွင်းလဲမြန်ပါတယ်ဒီဘက်ထရီတွေကိုသုံးတာကနျူကလ িয়ার ပါဝါသုံးတာထက်တောင်ပိုပြီးတော့အသံတိတ်ဆိတ်ပါသေးတယ်ဒါပေမဲ့လီသီယံအိုင်ယွန်ဘက်ထရီရဲ့အားနည်းချက်ကအစိမ့်ငွေတွေကိုထုတ်လွှတ်ပေးတတ်တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဒီမှာကလူမပါတဲ့အတွက်အစိမ့်ငွေလွှတ်တာကဘာပြဿနာမှမရှိတော့ပါဘူးဒါကြောင့်အော်ခါရီကိုသုံးတာကပင်လယ်ပြင်ထဲမှာလာပေါင်းများစွာထိမ့်သိမ်းထားနိုင်တယ်လို့တိတ်တိတ်ဆိတ်ဆိတ်လဲလွှတ်ပေးထားနိုင်ပါတယ်ဒီထပ်ပို့ပြီးတော့တိတ်ဆိတ်ဖို့ဆိုရင်တော့ပုံမှန်ပန်ငါတွေထက်ဖုံးအုပ်ထားတဲ့ပန်ငါမျိုးတွေကိုသုံးသင့်ပါတယ် ဖုံးအုပ်ထားတဲ့ပန်ကားတွေကပန်ကားတလက်တွေကြောင့်ဖြစ်လာတဲ့လေဘူးပေါင်းတွေကိုရှော့ချပေးတာကြောင့်ပို့ပြီးတော့တိတ်ဆိတ်စေနိုင်ပါတယ်။ဒါအပြင်စွမ်းရင်ဖြုန်တိမှုကိုလည်းရှော့ချပေးပါသေးတယ်။ဆိုတော့ဒီနည်းပညာတွေစုပေါင်းထားတဲ့အော်ခါကလာမယ့်၁၀နှစ်တွေအတွင်းမှာအရေးကြီးတဲ့မစ်ရှင်တွေအတွက်စံပြရင်ကိုသင်္ဘောဖြစ်လာနိုင်ပြီးတော့တရုတ်သင်္ဘောတွေကိုအမဲလိုက်မဲ့မုံဆိုးဖြစ်လာနိုင်ပါတယ်။ထိတ်ဆုံးမှပြောခဲ့တဲ့ဇာတ်ကိုပြန်ကောက်ရရင်တရုတ်သင်္ဘောတိဆောက်ရေးစွမ်းရင်ကအမေရိကန်ထက်ပိုများပါတယ်။ဒီထဲမှာဂျင်ကုန်သင်္ဘောတွေလည်းအပါအဝင်ပဲဖြစ်ပါတယ်။အခုဆိုရင်တရုတ်ကအမေရိကန်ထက် ရင်ကုန်သင်းမော68စီးကနေ82စီးလောက်ပိုများနေပါတယ်။ဒါပေမဲ့တရုတ်ရင်ကုန်သင်းမောတွေကစစ်အေးခစ်ကသင်းမောတွေဖြစ်တာကြောင့်စူညံတဲ့ခေဟောင်းဒီဇိုင်းတွေဖြစ်ပါတယ်။ Type 091 hand glass နဲ့ Type 094 gin glass လိုမျိုးနျူကလ িয়ার ရင်ကုန်သင်းမောတွေတောင်မှခြုံရင်းချက်တွေရှိကြပါတယ်။ဒီရင်ကုန်သင်းမောတွေကလည်းအတန်ကျယ်လွန်းတဲ့အတွက်တရုတ်ကအခုဆိုရင် Type 095တိုက်ခိုက်ရေးရင်ကုန်သင်းမောနဲ့ Type 096ပယ်ထိန်တုံးကြီးရင်ကုန်သင်းမောနှစ်စီးကိုအစ်စ်တီဆောင်နေကြပါတယ်။ဒီသင်းမော၂စင်းလုံးက 2030ခုနှစ်အစောပိုင်းလောက်မှာပွဲဦးထွက်လာမယ်လို့လည်းမျှော်မှန်းထားကြပါတယ်။ဒီမှာတော့လုံလုံကြီးအတန်တိတ်တာမျိုးမဟုတ်ပေမဲ့အရင်ခေတ်ရင်ကုန်သင်္ဘောတွေထက်တော့အတန်ပုံငိမ်သွားစီမှာပဲဖြစ်ပါတယ်။ပြီးတော့တရုတ်ကဒီရင်ကုန်သင်္ဘောတွေမှာတက်ဆင်နိုင်မဲ့လက်နက်အစ်စ်တွေကိုလည်းအဆင့်မြင့်နေပါတယ်။2022ခုနှစ်မှာ GO3 ပဲ့ထင်းတုံးကြီးအစ်စ်ကို09ဖုန်း Chicklex ရင်ကုန်သင်္ဘောတွေမှာပထမဆုံးအကြိမ်တက်ဆင်ခဲ့ပြီးတော့၄နှစ်ကြာမှာပထမဆုံးအကြိမ်ဖြန့်ကျက်ခဲ့ပါတယ်။ GO3 ရဲ့အကွာအဝေးက မိုင်ပေါင်း9500ကနေ6200ကျားရှိပါတယ်။သူ့ရဲ့အကွာအဝေးကမိုင်ပေါင်း9500အထိရောက်နိုင်တဲ့ American Triton 2ထပ်ပုံနေပါတယ်။တရုတ် SLBM တွေဟာပထမဆုံးအကြိမ်တွင်နဲ့ America တိုက်ရဲ့တစိုက်တစ်ပိုင်းကိုထိမှန်နိုင်မဲ့ JL3 တွေက American ကိုတော့မထိနိုင်သေးပါဘူး။ဒီမှာရင်ကုန်သင်္ဘောတွေကပြစ်မှတ်ကိုပုံနှိဖို့အတွက်ဖြစ်လာနိုင်စေပါတယ်။ဒါပေမဲ့လည်းရင်ရင်ကုန်သင်္ဘောတွေကစူညံလုံးတဲ့အတွက်ထင်သလိုမချင်းကပ်နိုင်ခဲ့ပါဘူး။ ဒီမှာလက်ရှိတည်ဆောက်နေတဲ့ type 09စစ်ကဒီပြဿနာကိုဖြေရှင်းနိုင်ပြီးတော့ American တိုက်ကြီးတစ်ခုလုံးကိုလက်လန်းမီလာနိုင်ပါတယ်။ဒါကို American ကလည်းကြိုတွက်ထားပုံရပါတယ်။ဒါကြောင့်လည်း American ဘက်ကတရုတ်ရဲ့အစီအစဉ်တွေကိုဖျက်ဖို့အတွက်အော်ခါကိုပို့ပြီးတော့ဖြန့်ကျက်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ရေတပ်ကအော်ခါကိုထုတ်ဖို့အတွက်2019ခုနှစ် February လထဲမှာ Boeing နဲ့ပေါင်းပြီးတော့စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။အော်ခါ၅စီးရဲ့စုစုပေါင်းတန်ဖိုးက184.4တန်းလောက်ရှိပြီးတော့ ။တစည်းစီရဲ့တန်ဖိုးက55တန်းလောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။သူ့ရဲ့စွမ်းဆောင်နိုင်စွမ်းစွမ်းရည်ဈေးနှုန်းတွေနဲ့ရှင်ပြိုင်တိုင်စွမ်းတွေကတော့အပေါ်မှာပြောခဲ့တယ်လို့ပါပဲ။ဒီရင်ကုန်သင်းဘောကအင်ဒိုပစိဖိတ်ဒေသရဲ့အဆုံးဖြတ်ဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်ဖို့အတွက်အချိန်တွေအများကြီးလိုပါသေးတယ်။တရုတ်ကရောတခြားဘလို့နီးလန်းတွေကိုသုံးပြီးတော့ထိုင်ဝမ်ကိုဝင်ရောက်ဖို့ကြိုးစားမှာလဲ။အမေရိကန်ကရောဘလို့ပိတ်ပင်တားဆီးသွားမလဲဆိုတာစိတ်ဝင်စားဖို့တော့ကောင်းနေပါလေ။ပြည်သက်တို့ရောထိုင်ဝမ်နဲ့ပတ်သက်တဲ့ တရုတ်နဲ့အမေရိကန်အရေးကိုဘယ်လိုမြင်ကြလဲဆိုတာကိုကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်